။မနေ့ကတည်းကဒီနေ့မင်္ဂလာပါဗျ။အော်ကျွန်တော်ဒီအချိန်20ပေါ့နော်။အချိန်20အတွက်နည်းနည်းနည်းချာစီးနေ။နည်းနည်းချာစီးနေကလင်နာဆိုင်လေးတခုကျွန်တော်ပြပေးပါမယ်နော်။ ငါးနောက်ပိတ်နှစ်နေချာလေးနောက်ပိတ်လေးနောက်ပိတ်နှစ်နေချာသုံးနောက်ပိတ်သုံးနောက်ပိတ်နှစ်နေချာနှစ်နောက်ပိတ်ငါးလေးသုံးနှစ်ပေါ့နော်စီနီယံခင်းနေတယ်ပြီးတော့ဒီကျွန်တော်တို့ဒီရှေးပေါင်းခွန်နှစ်နေချာရှေးပေါင်းရှစ်နှစ်နေချာရှေးပေါင်းကိုနှစ်နေချာရှေးပေါင်းသုံးရခွန်ရှစ်ကိုသုံးရပေါ့နော် ဗရိတ်6နဲ့ဗရိတ်3ညာတီ6ဗရိတ်3ညာနဲ့ဗရိတ်6တီ6ဗရိတ်1နဲ့ဗရိတ်5တီ6ဗရိတ်4နဲ့ဗရိတ်2တီ6ပေါ့နော်ငါးခါနဲ့ခွာလေးတီကိုတစ်ခါနဲ့ခွာ7တီကို6ခါနဲ့ခွာ3တီကို6ခါနဲ့ခွာ3တီကိုခွာ1နဲ့6ခါတီခွန်ခွာ9နဲ့7ခါတီခွန်ခွာ9နဲ့2ခါတီခွန်ခွာ7နဲ့9ခါတီခွန် ဓိကလိုရင်းပြမှာကတော့ရှေးပေါင်းခွန်ရှေးပေါင်းရှေးရှေးပေါင်းကိုရှေးပေါင်း၃ရလို့ရိုက်တဲ့ချိန်မှာ6ခုနှစ်ဒီ9 16နှစ်ဒီ656 24 1ဒီခွန်96ခွန်936ဒီ8 96ခွန်8ဒီတစ်ပတ်ရိုက်မဲ့ကျွန်တော်တို့စီကြောက96ခွန်8နဲ့ရိုက်ပါမယ်နော် စီပေါင်းခွန်စီပေါင်းရှိစီပေါင်းကိုစီပေါင်းတုံကြလို့ရိုက်ခဲ့တော့က6ခွန်နေပြီ9စီ6နေပြီ656 24တွစ်ပြီ96ခွန်ကို36ပြီ6 96ခွန်6အဲ့ဒီ96ခွန်6ကို96ခွန်6ပေါ့နော်96ခွန်6ကိုပါဝါလန်ရင်3 1နဲ့3ပေါ့နော်ပါဝါ3 6ပါဝါ1ခွန်ပါဝါနဲ့10ပါဝါ3 968ကိုပါဝါလန်ပြီး3.1 3နဲ့ရိုက်ပါမယ်။နည်းနည်းချစီမာဒီကောင်ရောက်ကြပေါ့နော်ဒီမှာနည်းနည်းကျော်ဒီကောနည်းနည်းချဒီကောနည်းနည်းချဒီကောင်ပေါ့နော်။နည်းချစီကို968ကို3.1 3နဲ့ရိုက်ဖို့အတွက်ကရှီပေါင်း3နဲ့ရှီပေါင်းခွန်ဒီ3ညရှီပေါင်း3နဲ့ရှီပေါင်း3ညဒီ1 3.1ရှီပေါင်း3နဲ့ရှီပေါင်း1ဒီ2 3.1 2 ရှင်းပေါင်း၅နဲ့ရှင်းပေါင်း၈တည်3 3 1 2 3ဒါ3 1 2 3ဆိုတာဒီကောင်3ခု5ပါနော်ရှင်းပေါင်း1ရှင်းပေါင်း3ရှင်းပေါင်းတစ်ခုရဲ့ပေါင်းလိုက်သည်3 1 2 3 3ခုနကျွန်တော်ရိုက်ပြတဲ့5 6 8ကိုဒီမှာ3 1 2 3နဲ့ပြန်ဖြည်တာပေါ့နော်ရှင်းပေါင်း3နဲ့ရှင်းပေါင်းခွန်ဒီ3ညရှင်းပေါင်း1နဲ့ရှင်းပေါင်း3ညဒီ1 3ည1ရှင်းပေါင်း1နဲ့ရှင်းပေါင်း1ဒီ2 3ည1နဲ့ ရှေပေါင်း9နဲ့ရှေပေါင်း8ဒီ3 3 1 3ရှေပေါင်း8ပေါ့နော်ရှေပေါင်း8ကိုဗာကနန်းနဲ့ယိုက်မလဲပေါ့နော်ဗာကနန်းနဲ့ယိုက်မလဲဆိုတော့သူက9 6ခွန်ရှေကနေမှ6နဲ့ဒီ9 6 6နဲ့က6 5 6 2 4 1ကခွန်9 6ခွန်9 3 6 8 9 6ခွန်8ကနေပြီးမှ3 1 2 3ဆိုတာဖြစ်လာတာပေါ့နော် ်5608ရဲ့ပါပါလာ3913လို့ဖြစ်လာဖို့အတွက်5608ကနေပဲခဏန်းကထည့်ထားပါတယ်အဲဆိုကျွန်တော်တို့ကဒီမှာကြည့်ရအောင်ဒီ3လုံးက6ဒီ3လုံး6ဒီ3လုံး9ဒီ3လုံး6 5608လို့ရိုက်တော့နောက်ပေါင်း3နောက်ပေါင်း4နောက်ပေါင်း6နောက်ပေါင်း2 3 4 6နဲ့လို့ရိုက်ထားပါတယ်နော် အဲ့မှာသူ့ရဲ့အောက်မှာကျတော့နှစ်ပိတ်နှစ်ပိတ်တစ်ပိတ်၆ပိတ်ပေါ့ဒီ၆ခုနှစ်ဒီ၅၅ရဲ့ပါဝါ၃ညစေပေါင်း၃နဲ့စေပေါင်း၇တုံညလို့ကနန်းထဲတဲ့ချိန်မှာနောက်ပေါင်း၈ရဲ့ပါဝါ၃အင်းနောက်ပေါင်း၃ရဲ့ပါဝါ၈နော်၄ရဲ့၄ရဲ့ဒီ၈နောက်ပေါင်း၄ရဲ့ပါဝါ၉၆နဲ့၃နဲ့ဒီ၉ နောက်ပေါင်း6ရဲ့ပါဝါ1 3ရက်နဲ့တင်တဲ့ဒီ1နောက်ပေါင်း2ရဲ့ပါဝါ9 9နဲ့ရှင်တဲ့ဒီ9ရှစ်ထိပ်ပေါ့နော်နောက်ပေါင်း3ရဲ့ပါဝါ8 4နဲ့4နဲ့ဒီ8နောက်ပေါင်း4ရဲ့ပါဝါ9 6နဲ့3နဲ့ဒီ9နောက်ပေါင်း6ရဲ့ပါဝါ1 3ရက်နဲ့တင်တဲ့ဒီ1နောက်ပေါင်းနှစ်ရပါပါကို9နဲ့10နဲ့ဒီခွန်အဲ့လိုရိုက်ပြီးတော့ ဒီနှစ်ဒီ9နဲ့3နဲ့နှစ်ဒီနှစ်ဒီ9နဲ့9နဲ့နှစ်ဒီ1ဒီ1နဲ့3နဲ့1ဒီ6ဒီ6နဲ့3နဲ့6နော်အဲ့ဒါဆိုတော့ဒီနောက်ပေါင်းသုံးကိုဒီလိုသုံးရပါပါရှေ့လို့ရိုက်ပြီးတော့ဒီနှစ်ကို9နဲ့3နဲ့2လို့ရိုက်တာ ဒီလေးကိုလေးရဲ့ပါဝါကိုဒီလို6နဲ့3နဲ့9လို့ရိုက်ပြီးတော့ဒီနှစ်ကိုကျတော့9နဲ့9နဲ့2လို့ရိုက်တာဒီနောက်ပေါင်း6ရဲ့ပါဝါ1 3နဲ့1ကို1လို့ရိုက်ပြီးဒီ1ကို1နဲ့3နဲ့1လို့ရိုက်တာဒီကို3ပေါင်းနဲ့2နှစ်ရဲ့ပါဝါကို9နဲ့10နဲ့9လို့ရိုက်ပြီးတော့ဒီ6ကို6နဲ့3နဲ့6လို့ရိုက်ရမှာ8 3ညာတွဲအဲ့လို8 3ညာတွဲလို့ရိုက်ရိုက်ပြည့်ချိန်မှာမနော် ီပရိရှိရပါပါသုံးရလဲခါဝင်တာဒီပရိနေရပါပါခွန်ရလဲခါဝင်တာဒီပရိငါရပါပါသုံးရလဲဒီမှာခါဝင်တာဒီပရိငါရပါပါသုံးရလဲခါဝင်ရမှာဆိုတော့ရှစ်သုံးရတော့ရိုက်နေသေးပါတယ်เนาะအဲဆိုကျွန်တော်တို့ကဒီမှာနောက်ပိတ်ကရှစ်နောက်ပိတ်က9နောက်ပိတ်က6နောက်ပိတ်ကဘာဖြစ်မလဲလို့ကျွန်တော်တို့က ဩဝဲကိုပြန်ကြည့်ရင်ပေါ့နော်ပစီပေါင်းခွန်ရှိပေါင်းရှိရှိပေါင်းကိုရှိပေါင်း၃ညခွန်ရှိ၉၃ညလို့ရိုက်ခဲ့တုန်းက6ခုနဲ့ဒီ9 6ခုနဲ့ဒီ6 5 6နဲ့4 1ဒီခု9 6ခု9 3 6ဒီ6 9 6ခု6နဲ့တွဲရိုက်ခဲ့လာအဲ့မှာသူရိုက်ခဲ့တဲ့ခါလေးကဒီမှာ4ပေါင်း3 3ရပါပါ စစ်ပိတ်လို့ရိုက်ချင်တာဒီမှာရှိပေါင်း၃ည၃ညရဲ့ပါပါ၅ပိတ်လို့ရိုက်ချင်တာဒီမှာကျွန်တော်တို့ကရှိပေါင်း၁ရှိပေါင်း၁ရဲ့ပါပါ၆ပိတ်လို့ရိုက်ကြလားဒီမှာရှိပေါင်း၉ရှိပေါင်း၉ရဲ့ပါပါ၄ပိတ်လို့ရိုက်ချင်တာလားနော်နောက်ပိတ်နေနေရတော့ ပြစ်နိုင်ရင်တော့စီစီဆွဲရမှာပါနော်ပြိနဲ့ချုပ်ရိုင်းမယ်အစီစီဆွဲမယ်ဒါမှမဟုတ်နောက်ပိတ်တလုံးထဲမယ်အကြိုက်နဲ့တက်တယ်ဆိုရင်ကိုကြိုက်တယ်လို့သုံးပါနော်ရှင်းပေါင်း၃ရပါပါရှင်း၈ပိတ်ရှင်းပေါင်း၃ရပါပါငါ၅ပိတ်ရှင်းပေါင်း၁ရပါပါ၆၆ပိတ်ရှင်းပေါင်း၉ရပါပါလေး၄ပိတ်မယ်ဆိုရင်တော့၈၃ရ၄ပေါ့နော် ဆောစောပိုင်းဖိုင်နေမှာကျွန်တော်ဗရိတ်6ကိုတင်ထားတော့ဒါ8 38ပေါ့နော်ကျန်တဲ့စိတ်ပိုင်းနေနေရတော့မင်းသားတငယ်ချင်းတွေကြိုက်ရင်ထိုးမကြိုက်ရင်ရှောင်းကိုစံတာနဲ့ကိုသဘောစုံဖြတ်ချက်ချပါနော်ကျွန်တော်ပြထားတယ်နှစ်နှစ်ခြားစီမှာပေါ့နော်646တုံးကလည်းဒီစီရနေပြီရှေးပေါင်း30နဲ့ဗရိတ်6ပေါ့နော်ဗရိတ်6ရှေးပေါင်း30နဲ့ဗရိတ်6 ခုကတော့ဒါရှေ့ပေါင်းရှေ့ကို၈၃ညာတွင်နောက်ပိတ်တလုံးကတ်ဒီ line လေးပေါ့နော်ဒီ line လေးမှာတခြားပြလျာတွေနေဦးပဲဒါပေမဲ့ကျွန်တော်လိုရင်းကိုပဲအတူချုပ်ပြီးပြလိုက်ခြင်းသာဖြစ်ပါတယ်2026တွင်မမဝင်ရင်တစ်နှစ်လုံးသာတသိမ့်ပေါ့နော်တစ်နှစ်လုံးသာတသိမ့်နောက်နှစ်အတွက်မမဝင်မဲ့ငွေချင်းတွေကဒီဘက်က၅ချိန်ကငွေသွင်းစရာမလိုပါဘူးနော်ဒီဘက်၅ချိန်ရဟိုဘက်တစ်နှစ်ရဟိုတသိမ့်မယူပါနဲ့နော် ဒီဘက်9ချိန်ပဲဝင်နေတယ်ဆိုရင်တော့2000ခွဲပါเนาะတစ်ချိန်က9000နဲ့2000ခွဲပါဟုတ်ကျွန်တော်မင်းတတ်တာပါအောင်မြင်ကြပါစေ